နှစ်စင်းရဲ့နဲ့နှစ်ချမ်းသာတခါတုန်းကရတရာမှာ အလုံးအလုံးကြိုးစားတဲ့လေသမားကြီးတယောက်ရှိတဲ့ကွယ်သူဟာနေတိုင်းနနံ့မိုးမလင်းခင်အိမ်ကထွက်ပြီးညမိုးရှုပ်လို့လာမင်းကြီးထွက်လာတဲ့အထိသူ့မိန်းမနဲ့အတူတူ လေထဲမှာအလုံးလုံးရရှာတဲ့အဲ့ဒီလေသမားကြီးလေမယားဟာတနေကုန်တနေခန်းပင်ပင်မမန်းအလုံးကြိုးစားလောက်ကင်ကြတဲ့အချိန်အောင်ထမင်းနဲ့မှန်အောင်မစားကြရရှာဘူးတဲ့ ။ဒီနေ့မှာတော့မိုးလေဝသကမှန်ကန်တဲ့အတွက်တီးနှံတွေအထွက်တိုးတဲ့အပြင်ချောင်းမြောင်းတွေကငါးတွေကိုပါအများကြီးဖမ်းလို့ရတဲ့အတွက် သူတို့လေမယားဟာချောင်းချောင်းလေးလေးဖြစ်လာခဲ့ကြတဲ့။ချင်မကြီးခုလိုတို့ချောင်းချောင်းလေးလေးဖြစ်လာခဲ့ရတာဟာအိမ်ဆောင်နဲ့ကမဆားလို့ပဲနေမှာပေါ့ကွာ။ဟုတ်ပါရဲ့ရှင်။အိမ်ဆောင်နဲ့မင်းကြီးကိုကျေးဇူးတင်လိုက်တာ။ကဲကဲဒုနှစ်ယောက် နတ်မင်းကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့ပူဇော်ပါသကြရအောင်နတ်မင်းကြီးခမကျွန်တော်တို့လင်မယားနှစ်ယောက်ပါသတဲ့စားကောင်းတောက်ဖွေတွေကိုမင်းရီချက်ရီတုံးဆောင်တော်မူပါနောက်နေ့တွေမှာလဲမားဆတော်မူပါ အချင်းနတ်မင်းကြီးအဲ့ဒီအချိန်မှာသူတို့ရဲ့အိမ်ခေါင်မိုးထုတ်တန်းပေါ်ကထူးဆန်းတဲ့အတန်တတန်ကိုကြားလာရတဲ့လေသမားလဲအလွန်အံ့ဩသွားပြီးခေါင်မိုးပေါ်ကိုမိုးကြည့်လိုက်တော့ အလွန်တရာညစ်ပယ်ဆုပ်ပီနေတဲ့အဖိုးကြီးတယောက်ဟာမျက်ရည်တထွေထွေစည်းကြပြီးငိုကြွေးနေတာကိုတွေ့ရတယ်တဲ့အလိုခမည်းကဘသူများပါလဲ။အော်ငါလားငါကမင်းတို့အိမ်ကိုစောင်းတဲ့နတ်ဆင်းရဲလေကွာ။ကျွန်တော်တို့အိမ်ကိုစောင်းတဲ့နတ်ဆင်းရဲဟုတ်လား။ဟုတ်ပါဗျာ။ဒါပေမဲ့မင်းတို့လင်မယားကတိတ်ပြီးအလုတ်ကြိုးစားကြတာကိုကွာ။ဒီတော့မင်းတို့ချမ်းသာလာတာပေါ့။ဒါကြောင့်လဲ ငါဒီအိမ်ကနေထွက်ပေးရတော့မယ်ကွာဟီဟီဖြစ်မဖြစ်ရလေဗျာကျွန်တော်တို့အိမ်ကိုစောင်းတဲ့နတ်ကလည်းနတ်စင်းရဲရဲလို့ငါဒီအိမ်ကထွက်မသွားခြင်းဘူးကွာဒီမှာပဲမင်းတို့နဲ့အတူတူနေခြင်းနဲ့ဒီတော့လေသမားဟာဘာကြောင့်ရင်မသိဘူးနတ်စင်းရဲကိုတနာတယ်လို့လို့ဖြစ်လာတယ်တဲ့ကွခမည်းဒီလောက်တောင်နေခြင်းမှာတော့မထူးတော့ပါဘူးဗျာ ကျွန်တော်တို့နဲ့တက်တက်လုံးအတူတူပဲနေပါတော့အဲ့ဒီအချိန်မှာရွာဦးကဘုံကြီးเจ้าကခေါလောင်းတန်တွေတူတူတူထွက်ပေါ်လာခဲ့ပါရောတဲ့ကွယ်ဟာဒုက္ခပါပဲနှစ်ဟောင်းကနေနှစ်သိက်ကိုကူးတဲ့ခေါလောင်းတွေတော့မှကြားလာရပြီနှစ်ချမ်းသာကြီးရောက်လာတော့မှာပဲကြောက်လွန်းလို့တုံတုံရင်ရင်ဖြစ်နေတဲ့နတ်စင်းရဲကိုလေသမားလီမယားကအားပေးချတဲ့ကွယ်ခမည်းကနှစ်ချမ်းသာကြီးကိုမောင်းထုတ်ပြစ်ပေါ့ဗျာ ဟုတ်တာပေါ့နမင်းကြီးရဲ့ကဲကဲဟော်ရီကောင်းကျင်းမုံကလေးကိုအားချီသွားအောင်စားလိုက်ပါရှင်အဲ့ဒီအချိန်မှာအိမ်ထဲကိုနှချမ်းသာကြီးဝင်ရောက်လာတော့တာပေါ့ကွယ်ဟေးကောင်နှစင်းရဲ့မင်းအခုချက်ချင်းဒီအိမ်ကထွက်သွားစမ်းနှချမ်းသာကြီးကအဲ့ဒီလူအတန်ကျဲကြီးနဲ့နှစင်းရဲ့ကိုမောင်းထုတ်တဲ့ကျလောက်အလုတ်ကြိုးစားတဲ့လေမယားရဲ့အိမ်ဟာမင်းနဲ့မထိုက်တန်ဘူးကွဒါပေမဲ့ လေသမားလေမယားမုံကြွေးလိုက်လို့အားပြေးလာတဲ့နတ်စင်ရဲကဒီအိမ်ကငါနကူကလေးကနေခဲ့တဲ့အိမ်ကထွက်မပေးနိုင်ဘူးမင်းမရင်ငါနဲ့ရှမလားအာမမင်းလိုအယိုးပိန်လိန်နှစ်ပွားပားမွားကများငါ့ကိုအန်တုတယ်ပေါ့လေကဲကွာကဲကွာကြာတော့နတ်စင်ရဲဟာအင်အားချင်းမမျှတဲ့အတွက်အချုံးပေးရမလို့ဖြစ်လာတယ်တဲ့ကွယ်ဒီအချိန်မှာ လေသမားလေးမယားကနတ်စင်းရဲ့အရှုံးမပေးနဲ့ခမားနောက်မှာကျုပ်တို့ရှိတယ်လို့ဆိုပြီးနတ်စင်းရဲ့ဘက်ကဝင်ပြီးကူကြတဲ့ဒီတော့နတ်စင်းရဲ့လည်းအားပြေးလာပြီးနတ်ချမ်းသာကြီးကိုတအားကိုကင်ပေါက်လိုက်တာနတ်ချမ်းသာကြီးဟာအုံကနေကျမ်းပြင်ပေါ်မှာလဲကျသွားပါလေရောတဲ့နောက်ဆုံးတော့နတ်ချမ်းသာကြီးကအင်အားချင်းမမျှတော့တဲ့အတွက်လေသမားရဲ့အိမ်ကတချိုးတဲ့ထွက်ပြေးတော့တာပေါ့ကွယ် အဲ့ဒီအချိန်မှာနှစ်ချမ်းသာကြီးရဲ့လက်ထဲကလိုတရတူကလေးဟာကြကြံရေတော့တယ်တဲ့နှစ်စင်းရဲ့ကအဲ့ဒီလိုတရတူကိုကောက်ကင်လိုက်ပြီးဟာအဖိုးတန်တဲ့ပစ္စည်းကြံခဲ့တာကိုကွာလို့ပြောကချက်ချင်းပဲစပားတွေထွက်ဆန်းကွာလို့ပြောပြီးတူနဲ့မြေကြီးကိုထုလိုက်တဲ့အဲ့ဒီအခါမှာ သူတို့ရဲ့ရှေ့မှာစပားပုံအကြီးကြီးပေါ်လာတဲ့ကွယ်ကဲရွှေတွေငွေတွေထက်ဆန်းကွာ နတ်စင်ရဲ့ကြီးကနောက်တစ်ကြိမ်အဲ့ဒီလိုပြောပြီးထူလိုက်တဲ့အခါရွှေတစ်တာတွေငွေတစ်တာတွေအများကြီးပေါ်လာပြန်တဲ့။နောက်တော့နတ်စင်ရဲ့ကအိမ်အကြီးကြီးတွေထွက်ကွာစီတွေထွက်ကွာတတိဖြော်ရည်နဲ့အရက်ရှူတွေထွက်ကွာမှုရာတွေထွက်ကွာကဒင်းတွေကလထိုင်တွေစပွဲတွေထွက်ကွာလို့အော်အော်ပြီးလူတိုင်းရတူကိုဇက်တိုက်ထုနှက်တဲ့အခါ အဲ့ဒီပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုဇက်တိုက်ထွက်လာခဲ့တော့တယ်တဲ့ကွယ်။လေသမားလေမယားအဖို့တော့အလွန်ထူးဆန်းနေပြီးအိမ်မက်မက်နေသလားလို့တောင်အောင်းမေးကြရတဲ့တဲ့။ဒါနဲ့ပဲသူတို့လေမယားဟာချမ်းချမ်းသာသာနေထိုင်လာခဲ့ကြရတော့တယ်တဲ့ကွယ်။နှစင်းရဲဟာလည်းလေသမားလေမယားနဲ့အတူတေတပံတတ်တဆုံ နေထိုင်သွားကြတော့တဲ့တဲ့။လေသမားလေမယားက ူတို့ရဲ့အိမ်ခေါင်မိုးကထုတ်တန်းအပေါ်ကိုမောကြည့်လိုက်တဲ့အခါအရင်တုန်းကဆုပ်ဆုပ်ပြက်ပြက်ဖြစ်နေတဲ့နှစင်းရဲဟာအဝေအစားတစ်တွေနဲ့ဝဝဖြူဖြူဖြစ်လာတာကိုတွေ့လိုက်ကြရတဲ့ကွယ်ဖက်ချူတင်ဆက်သူတော်ကတမိုးရှိတဲ့အရှင်တွေကို ဖဲ့၍အဆုံးထိနားဆင်အားပေးသည့်အတွက်အဆန့်ရေဒါမှ အထူးပင်ကျေးဇူးတင်ပါသည်